ကြိုတင်မတွေးနိုင်တဲ့အမားတွေနဲ့ကိုယ်တိုင်လုံးနောက်ဆက်တွဲအမားတွေဆိုတာဘယ်လိုမျိုးခေါ်ရလဲ international level မှာမြန်မာတွေကဘာကြောင့် level တခုနိုင်နေလဲဆိုတာဒီ clip မှာပြမယ်ဒီမှာဆိုလို့ရှိရင်အောက်ကပါလာရင်နေနဲ့အောက်က lane တွေကိုချိုးလိုက်တဲ့အခါမှာ enemy အရိပ်ရောင်ဘာအရိပ်ရောင်မှမတွေ့ရသည့်အလျောက်မှာဒီ assassin ကသွားပြီးတော့ harry ကိုဘိုင်ဝမ်သွားဖျက်စရာမလိုဘူးဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါ objective trade လို့ခေါ်တယ် မယ်ဆိုလို့ရှင်အောက်လင်းယူမယ်အပေါ်လင်းယူမယ်ဆိုပြီးတော့အန်နမီဘက်ကစဉ်းစားထားမှာပဲမင်းတို့အောက်လင်းပြမယ်ငါတို့အပေါ်လင်းယူမယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒါကိုယိုရီဆိုတဲ့ပလေယာကချိုတင်မတွေးနိုင်ခဲ့တာလဲပါမယ်သူဒီအပေါ်လင်းကိုကားမဲ့ဆိုသူဒီတတ်တယ်ဟိုသာဖိုကတ်တင်တယ်အောက်လင်းက objective ယူထားတဲ့ team mate တွေနဲ့ချိုတင်စီစဉ်ထားတဲ့ဆက်ရမှာရောက်နေတဲ့ယိုရီနဲ့ပေါင်းပြီးတော့တတ်တယ်ဆိုင်ဒီလိုပဲဖြစ်ရမှာဒါကိုသူကအပေါ်လင်းက create တော့မဟုတ် objective trade မဲ့တာဝါကိုသူဒီမမတ်တင်ဘူးကဲသူအဲ့လိုလုပ်လိုက်တော့သူဆော့နေတဲ့ဂျန်ဂလာရောကဂျန်ဂလာကျသွားတော့ channel team mate တွေကလည်းဘယ်တဲ့ဆိုင်လို့မရတော့ဘူးအဲ့ တော့ကျွန်တော်တို့ title ကို free ပေးရအောင်မယ်ကဲဒီ shirt ကြီးကကျွန်တော်တို့ကြိုတင်မတွင်းနိုင်ခဲ့တဲ့အမားတွေလို့ကျွန်တော်တို့ပြောလို့ရမယ်ကဲအဲ့ဒါဆိုမေးပြီလေဘာကြောင့်ကြိုတင်မတွင်းနိုင်တာအမားပြန်မလဲဟုတ်ပါတယ်အခုစော့နေတဲ့ကျွန်တော်2025 level မှာဆိုလို့ရှိရင် player တွေအကုန်လုံးကကြိုတင်တွေးပြီးတော့လုံနေကြတဲ့အပေါ်မှာကျွန်တော်ဒီကောင်တွေဘယ်လောက်ထိ next level ရောက်နေလဲဆိုတာ brother တို့လည်းသိမှာပါအဲ့တော့ကျွန်တော်တို့ကြိုတင်မတွင်းရလို့မရတော့ဘူးအကုန်လုံးကကြိုတင်တွင်းနေကြတဲ့အပေါ်မှာကျွန်တော်တို့ကြိုတင်မတွင်းဘူးဆိုလို့ရှိရင်တမရည်တဲ့ခြေတလန်းနောက်ကြပြီးတော့လုံးဝအမားဖြစ်သွားမှာပေါ့နော်ကိုလည်းဘာမှအမားမလုပ်ဘဲနဲ့ အမိုက်ဖြစ်ရတယ်ဆိုတော့ဒီလိုအမတွေပဲ ကဲဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ဒုတိယပိုင်းဖြစ်တဲ့ကိုရိုင်းလုံးနောက်ဆက်တဲ့အမားများအကြောင်းကိုပြောလိုက်အောင်ရှေ့အပိုင်းမှာယူရီးယားကြိုတင်မတွေးဘဲနဲ့သူလင်းကိုကားလိုက်တာမှရှော့သွားတယ်ပေါ့ကဲလာပြီဒီချိန်မှာမော့စကို SP ရတဲ့တောက်လျှောက်ဝင်လာတယ်ပြီးတော့ဟိုင်းလော်ကြီးကလည်းပလိန်ဖြတ်ဆိုင်မှုကျိုးသွားတယ်ဆိုတာကျွန်တော်တို့ဘက်မှာအစစ်စင်ဂျန်ဂလာတယောက်ရူရီကင်နာတဲ့ဟီးရိုးတကောင်လုံးမရှိတာကိုကျွန်တော်တို့ကဘာကိစ္စနဲ့အဲ့နောက်မှာတွားရောက်ပြီးတော့ enemy ၄ယောက်၅ယောက်ဆိုတဲ့ဘက်တယ်ကိုတွားပြီးတော့ကျွန်တော်တို့ကပါဝင်ဆင်သွင်းရမှာလဲဆိုတာဘလို့မှစဉ်းစားလို့မရဘူးဒါကကျွန်တော်တို့ကိုရိုင်းလုံးနောက်ဆက်တဲ့အမားဆိုတာဒီလိုအမားတွေပဲရှေ့ကတယောက်ကကြတယ်အဲ့တော့နောက်ကလူတွေက က်ဝင်ထက်ဝင်ထက်ဝင်နဲ့ကြာသွားတာအကုန်လုံး4 man down နဲ့5 man down နဲ့ဖြစ်တာဒါကကိုယ်တိုင်လုံးနောက်ဆက်တွဲအမားတွေဒါရီကတကယ်တော့ဘလို့မှမဖြစ်တင်တဲ့အမားတွေရှေ့ကယူရီကကြာသွားတယ်ဆိုတာကြိုတင်မတွင်းနိုင်လို့ကြာသွားတယ်ဆိုပေမဲ့နောက်ဆက်တွဲမစင်ကျင်တော့ဘဲနဲ့ဂျန်ဂလာတယောက်လုံးမပါတော့မှ၄ယောက်၅ယောက်ဆိုင်မို့ကျိုးစားတဲ့ချင်းမိတီရဲ့ဆုံးဖြတ်ချက်ကတော့တော်တော်လေးကိုအကြီးတန်းတော့ပါတယ်